လေကူးမျိုးနယ်မြို့မရှိမင်းဆောင်တရက်ကွက်မှာအသက်62နှစ်အရွယ်အမျိုးသမီးကြီးတဦးကိုရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီးရိုက်နှက်ခဲ့တဲ့ရာအိမ်မှုနဲ့မိသားစုဝင်၃ယောက်ကိုပုံမှန်လေကူးနဲ့အမှုဖွင့်ထားတယ်လို့မြို့ကန်တွေကပြောပါတယ်။ဂျွန်လ24ရက်နေ့ကမြို့မရက်ကွက်ရှိမင်းဆောင်တက်မှနေတဲ့အသက်62နှစ်အရွယ်အမျိုးသမီးကိုရာအိမ်မှုနဲ့အဖွဲ့ဟာစစ်မှုထမ်းကိစ္စအတွက်တွားရောက်စကားပြောခဲ့ပြီးနောက်အခြေတင်စကားများခဲ့ရာကနေညနေပိုင်းမှာ ရုံးကိုခေါ်ပြီးရိုက်နှက်ခဲ့တဲ့အတွက်စစ်ဆေးခဲ့တာလို့မြို့ကန်တယောက်က DBB ကိုပြောပါတယ်။အဲ့ဒီပြဿနာကလိုင်းမော်မှာပြန့်သွားပြီးတဲ့နောက်ယာယီမူမီတာစုကအဆိုပါမျိုးသမီးကိုပြဿနာထပ်ရှာရာကနေရက်ွက်လူတွေကမခံနိုင်တဲ့အဆုံးယာယီမူမီတာစုကိုဝိုင်းတိုင်တာကြောင့်အဲ့ဒီအချိန်ကြားမှစုံခုံစစ်ပြီးအမှုဖွင့်လာလို့ဆိုပါတယ်။ လက်တလုံးမှာရအိမ်မှုနဲ့မိသားစုဝင်၃ယောက်ကိုလက်ကူမျိုးမရဲစခန်းကပုံမှန်၃ခုနဲ့အမှုဖင်ထားပြီးရအိမ်မှုတာဝန်ကနေလည်းရပ်နာထားတယ်လို့ရက်ွက်ရုံနဲ့နေဆက်သူကတစင်သိရပါတယ်ရှင်။